သမားအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံကိုအမျိုးသမီးအာဆတ်ချန်ပီယံလိအုပ်စုစဉ်ပွဲစဉ်နေရှင်မြန်ကစားဖို့အတွက်ရောက်ရှိနေတဲ့ဂျမန်ကလပ်တိုဂျွန်ဘာရီဘီလီဇာအသင်းရဲ့အသင်းသားတွေဟာရွှေဒဂုံစီတော်ကိုတော့ရောက်ခုံးရောက်ခဲ့လို့သိရှိရပါတယ်ခင်ဗျာနောက်ကိုရီးယားကလပ်နေဂိုယန်ကိုလေဂိုဂုံရှိနေအနိုင်ရှိခဲ့တဲ့အုပ်စုဖွင့်ပွဲစဉ်ပြီးမှတော့ရောက်ခုံးရောက်ခဲ့တာဖြစ်တယ်လို့သတင်းကြားသိရပါတယ်ဟုတ်ကဲ့ဂျမန်ကလပ်တိုဂျွန်ဘာရီဘီလီဇာဟာအုပ်စုဒုတိယပွဲစဉ်ဖြစ်မြန်မာနိုင်ငံကိုစားပြုကလပ် ် SB မြို့သမီးတင်းနဲ့ရှင်မြန်ကစားဖို့ရှိနေပါတယ်ခင်ဗျတိုချိုပါရီပီလီစားတော့ဒီအုပ်စုမှာကျန်တဲ့ပြန်ပက်တွေတဲ့ခေါင်းတလုံးပူတာသလိုရှိပါတယ်အုပ်စုဖွင့်ပွဲစဉ်ကိုပြန်ပြီးသုံးစားရမယ်ဆိုရင်ဂျပန်ကလပ်တိုချိုပါရီပီလီစားကကစားကွက်နီးပြူဟာတတော်ကောင်းတယ်ခင်ဗျမြောက်ကိုရီးယားကလပ်နီကိုယန်ဟာမာဂုံတိုးအားခန်စစ်အားအတော့ကောင်းတဲ့ဥစ္စာတော့ဒါတိုချိုပါရီပီလီစားကိုလေးခုပေးလိုက်ရတယ်ခန်စစ်သာမကောင်းဘူး အမားကြီးများခဲ့မယ်ဆိုရင်အဲ့ဘက်မှာ နေကိုရအနည်းဆုံး9ခုလောက်ပေးရမယ်နေရာရှိခဲ့တယ်ခမညဟုတ်ကဲ့တိုချိုဘာရီပီလီစာအနေနဲ့အခုအုပ်စုဒုတိယပွဲစဉ်ကိုနိုမာလာ12ရက်ညနေ3:00နာရီချိန်မှာမြန်မာနိုင်ငံကိုစားပြုကလပ် HSB တင်တဲ့ကစားမှာဖြစ်ပါတယ်အဲ့ပွဲစဉ်မှာအနိုင်ရလက်ကိုရယူလိုက်နိုင်မယ်ဆိုရင်တော့နောက်တစ်ဆင့်တခုကျင်းစီတော့ပါလိမ့်မယ်ခမညအမျိုးသမီးအာရှရှမ်ပီယံလိအုပ်စုပွဲစဉ်တွေမှာအုပ်စုပထမနဲ့ဒုတိယနေရာကိုရယူနိုင်တဲ့အသင်းတွေက နောက်တစ်ဆင့်စီကိုတိုက်ရိုက်တလန်ခွင့်ရရှိမယ်ควอเตอร์ဖိုင်နယ်စီကိုပေါ့လေဟုတ်ကဲ့အုပ်စုတတိယရရှိတဲ့အသင်းတွေကအကောင်းဆုံးအုပ်စုတတိယနှစ်သင်းဟာควอเตอร์ဖိုင်နယ်စီကိုဆက်လက်တလန်ခွင့်ရရှိဖို့ရှိနေပါတယ်ခင်ဗျာမြန်မာနိုင်ငံကိုစားပြုကလပ် SM ကလပ်တင်ကတော့အုပ်စုဝင်ပွဲစဉ်မှာတောင်ကိုရီးယားကလပ်ဆူဝမ်ကိုငါးဂိုးဂိုးမရှိဆိုပြီးတော့ဂိုးပြရလာနဲ့ရှုံးခဲ့တယ်ခင်ဗျာဒီတော့အကောင်းဆုံးအုပ်စုတတိယဖြစ်နေควอเตอร์ဖိုင်နယ်စင်ကိုတလန်းကျင်နေဆိုရင်ရှိလာမယ့်နှစ်ပွဲလုံးမှာရလကောင်ရောက်နိုင်မှုလိုပါတယ်တကယ်လို့ ရှုံးတဲ့ဘွဲကြုံလာခဲ့ရင်တော့ကိုပြမရှုံးမှုလိုပါတယ်ရှုံးခဲ့ရင်နောက်တစ်ဘွဲကတော့မဖြစ်မနေနိုင်မှဖြစ်တော့မယ်နိုင်ရင်တော့ကိုပြနိုင်မှအဆင်ပြေမယ်ဆိုတဲ့အနေထားကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဂျပန်ကလပ်ပရိုဗာရီဘီလီဇာအသင်းရဲ့အသင်းသားတွေဟာဖြူတကုံစီတို့ကိုတော့ရောက်ဖူးမြော်ခဲ့တဲ့ကြောင်းပရိသတ်တွေသိရှိအောင်ဓာတ်ပုံမှတ်တမ်းလေးနဲ့တကွတင်ဆက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာတ िश ူအပိတဲ့ပရိသတ်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ